ပရိသတ်တွေရဲ့အားပေးမှုကြောင့်နေလေတခြင်းဆိုရင်တိုင်းနဲ့ကားတွေပိုင်းဆိုင်နေပြီဖြစ်တဲ့တေးသန့်ရှင်ရွှေစင်ရုပ်လွားရန်ကုန်ဆယ်လီနယူပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် ပရိသတ်များရှင်တေးသန့်ရှင်ရွှေစင်ရုပ်လွားကိုတော့နေပရိသတ်တွေတော်တော်များများကသိရှိကြမယ်လို့ထင်ပါတယ်နောက်ပြီးဇဝင်းထွန်းရဲ့အရက်ချိုအချစ်ကားဆိုတဲ့တခြင်းကိုပြန်လည်တည်ဆိုတဲ့နေရာမှာပရိသတ်တွေအောင်မြင်မှုကိုတခဲနဲ့ရရှိသွားတာပဲဖြစ်ပါတယ်ရွှေစင်ရုပ်လွားကအရင်ကတည်းကတခြင်းဆိုပြိုင်ပွဲတွေမှာတောက်လျှောက်ဆိုသလိုပါဝင်ရှင် င်ပြန်ခဲ့ပါတယ်ဒါပေမဲ့ပရိသတ်တွေရဲ့အတိမတ်ပြုခြင်းခံခဲ့ရတာကိုတော့နည်းပါတယ်ဒါပေမဲ့သူရဲ့အောင်မြင်မှုတစ်ခုကိုပြပါဆိုရင်တော့နေတကာလက်ပြီးတချင်းစုံနိုင်တာကသူရဲ့အောင်မြင်မှုတစ်ခုလို့ပြောရမှာပဲဖြစ်ပါတယ်ရွှေစင်ရုပ်လွာကိုနေပရိသတ်တော်တော်များများကအားပေးခဲ့ပါတယ်သူရဲ့အရက်ချိုးအချစ်ခါဆိုတဲ့တချင်းဟာတော်တော်လေးကိုပေါက်သွားခဲ့တာဖြစ်ပြီးအဲ့ဒီတချင်းကိုသူတီဆိုပြီးရဲ့နောက်မှာပြန်လဲတီဆိုတဲ့သူရီတော်ရှိလာခဲ့တာဖြစ်ပါတယ်ဇုံဝင်းထွန်းနဲ့ရှင်ကအောင်မြင်မှုတွေရရှိခဲ့တယ်လို့ဆိုမယ်ဆိုရင်လည်းမမှားပါဘူးအဲ့ဒီရဲ့ နောက်မှာဆိုရင်တော့ရွှေစင်ရုံလွာကနေပွဲတွေတော်တော်များများကိုလိုက်ခွင့်ရရှိခဲ့တာဖြစ်ပါတယ်။ရွှေစင်ရုံလွာကမြန်မာတန်ဆင်တခြင်းတွေကိုတီးဆိုတဲ့နေရာမှာလဲပိုင်ပိုင်နိုင်နိုင်တီးဆိုခဲ့တာဖြစ်ပြီးရော့တခြင်းတွေမှာဆိုရင်လဲတကယ့်ကိုအကောင်းဆုံးတီးဆိုနိုင်ခဲ့ပါတယ်။နောက်ပြီးလွမ်းပိုင်ရဲ့တခြင်းတပုတ်နဲ့လဲပရိသတ်တွေအားပေးမှုကိုရရှိခဲ့ပါတယ်။ရွှေစင်ရုံလွာစုံလိုက်တဲ့တခြင်းတိုင်းကအောင်မြင်နေတာကြောင့်သူ့အနေနဲ့လဲတကယ့်မူရင်းပညာရှင်တွေကို credit ပေးပြီးမူရင်းပညာရှင်တွေစီမှာတချို့သောတခြင်းတွေကိုဝယ်ယူပြီးပြန်လဲတီးဆိုတာမျိုး မျိုးတွေရှိပါတယ်။ရွှေစင်ရုံလွာကမင်းကလေးတခြင်းတွေထက်ယောက်ျားလေးတခြင်းတွေကိုပြန်လဲတည်ဆူတဲ့နေရာမှာအားသာတဲ့သူဖြစ်ပါတယ်။ကိုပိုင်တခြင်းအစ်စ်တွေကိုထောက်ထားတယ်ဆိုပေမဲ့ပရိသတ်တွေကတော့ကိုပိုင်တခြင်းအစ်စ်တွေဆိုတာထက်ဇွန်ဝင်းတို့တည်ဆူခဲ့တဲ့အရက်ချိုအချက်ခံ လွမ်းပိုင်တည်ဆူခဲ့တဲ့ကြားချေရောင်နောက်ပြီးမက်ခင်နင်းစီအစရှိတဲ့တချဲတွေကိုရွှေစင်ရုပ်လာပြန်လဲတည်ဆူတဲ့အချိန်မှာပရိသတ်တွေအားပေးမှုကိုတခဲနဲ့ရရှိခဲ့တာပါဒါကြောင့်ရွှေစင်ရုပ်လာကအမျိုးသမီးတချဲတွေအတွက်အမျိုးသားတချဲတွေကိုတည်ဆူတဲ့နေရာမှာပုံမအောင်မြင်ခဲ့တာဖြစ်ပါတယ်အခုချိန်မှာဆိုရင်တော့ရွှေစင်ရုပ်လာကနေတကာလှည့်ပြီးတချင်းဆိုရင်လည်းကိုပိုင်ပိုင်ဆိုင်မှုတွေအများကြီးရှိလာပြီဆိုတဲ့အကြောင်းပြောပြလာခဲ့ပါတယ်အရင်တုန်းကဆိုရင်ဆိုင်ကယ်စုပ်ကလေးနဲ့သွားပြီးတချင်းဆိုရတယ်အခုဆိုရင်တော့ကားရီအလဲထက်နဲ့စီးလာတာ ာလည်း၃စီးလောက်ရှိပြီဖြစ်ပြီးခြံဝန်းတဝန်းထဲမှာတင်တိုက်နှလုံးဆောက်လုပ်နိုင်ခဲ့ပြီလို့ပြောပါရယ်ဒါကလည်းပြည်သက်တွင်ရဲ့အားပေးမှုကြောင့်လို့ပြောပါရယ်ပြည်သက်တွင်ရဲ့အားပေးမှုကြောင့်ရရှိလာတဲ့အမှုပညာကျေးတွေကနေအခုလိုမျိုးကိုပိုင်းပိုင်ဆိုင်မှုတွေကိုရရှိလာခဲ့တာလို့ပြောပါရယ်ရှေ့စဉ်ရောက်လာအနေနဲ့အရင်တော့ကလူတွေအတိမတ်ပြုခံခင်ရဆိုရင်ဆိုင်ကယ်စုံလေးနဲ့ပဲသွားခဲ့ရတယ်ဘသူကမှရွှေစင်ရောက်လာဆိုတာကိုမသိခဲ့ကြပါဘူးအခုချိန်မှာဆိုရင်တော့ပြည်သက်တွင်ရဲ့တခဲနဲ့အားပေးမှုကြောင့်ကိုပိုင်းတိုက်တွေကားတွေတောင်ပိုင်ဆိုင်နိုင်ခဲ့ပြီဖြစ်ပြီး ပရိသတ်တွေကိုလည်းအထူးကျေးဇူးတင်တယ်လို့ပြောပြလာခဲ့တာပဲဖြစ်ပါတယ်။လက်ရှိချိန်မှာဆိုရင်လည်းရွှေစင်ရုပ်လွာကပရာဟိတအလူငွေတွေအတွက်လည်းတချင်းတွေလိုက်ဆူနေတာဖြစ်ပြီးနေတကာမှာလိုက်ပြီးလည်းတချင်းဆူနေတဲ့အစိုးကြမလေးတယောက်ဖြစ်ပါတယ်။ဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်ကြီးအနေနဲ့ရောနေတကာနဲ့ပြီးတချင်းဆူရာကနေပရိသတ်တွေရဲ့အားပေးမှုကြောင့်ကိုပိုင်တိုက်တွေကားတွေပိုင်ဆိုင်နိုင်ပြီဖြစ်တဲ့ရွှေစင်ရုပ်လွာပေါ်ဘလို့ဒီမတ်ချက်ပြုကြံလဲဗီဒီယိုအောက်က comment လေးမှာရှင်းသွားပြီးခဲ့